မင်္ဂလာပါဗျာနော်မျိုးတွေကျွန်တော်အဖွင့်လေးပါတော့ကျွန်တော်ရဲ့အာမခံကတ်ဝယ်ထားတဲ့မျိုးတွေကတော့မရလိုက်ဘူးပါဗျာနော်ကျွန်တော် YouTube ကမျိုးတွေတော့ကိုကျွန်တော်ဒီမှာနော်16ပတ်သီးဆိုပြီးတော့နော်ကျွန်တော်ပြပေးခဲ့တယ်ဒီနေ့နေကောင်မှာ6ခွန်ထွက်ပါတယ်၄တစ်ထွက်ပါတယ်ဗျာနော်16ပတ်သီးပြက်ပင်မရှိပါဘူးလုံးပိုင်းပတ်သီးဝမ်းကျင်းနေနဲ့ကြာရနဲ့ကတ်ထိုးပါဆိုပြီးကျွန်တော်ပြပေးခဲ့ပါတယ်ဗျာနော်စက်တာပရိမနက်ထိုင်နေညနေထိတ်ကိုလှမ်းပေါင်းတယ်၈နဲ့၃နဲ့ပေါင်းတယ်တစ်က16ပတ်သီးက၂ရက်၃ရက်ဆင်းပါတယ်လို့ကျွန်တော်ပြပေးခဲ့တယ်ဗျာနော်အဲ့တော့ကျွန်တော် နောက်ထပ်တမူထပ်ပြပေးပါမယ်အဲ့ဒါလေးကမနှက်ပြန်ပုတ်တဖူးနေ့လုံးဝဟူးမကြုံပြန်နော်ဟူးမကြုံတဲ့ပတိနှလုံးကိုကျွန်တော်ထပ်ပြပေးမယ်ဗျာနော်ဒေချာလေးကြည့်ပေးပါကျွန်တော်ဖုန်းလေးကနေဟိုပါပြပြရတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့သိခံပြီးကြည့်ပေးပါဗျာနော်အဲ့တော့ဒီမှာတည့်ရယ်ကိုးရယ်ပေါင်းမယ်ဗျာနော်အလဲပေါင်းနဲ့အလဲပေါင်းပါနော်ပေါင်းခြင်းဟာတုံညဗျာနော်အဲ့တော့တုံညဆိုတော့၅တုံညပတိရတဲ့နောက်ထပ်ဟူးမကြုံမှာထွက်ပြရမယ်တဲ့ ဲ့တော့ဒီမှာငါးသုံးညာပတိရေဆင်းပေးသွားပါတယ်ဗျာနော်ငါးသုံးညာပတိရေဆင်းပေးပါတယ်အဲ့ပုံစံမျိုးပဲတောက်ကြရဲ့အလဲနှလုံးပေါင်းပါမယ်အဲ့တော့ဒီမှာ၃သုံးပေါင်းနဲ့၆၆တက်ပတိရအခုမကြော်မှာဆင်းပေးရပါမယ်ဆိုတော့ဒီမှာ၆ပတိခုမှာဆင်းပေးသွားပါတယ်ဗျာနော်၆ပတိဆင်းပေးသွားပါတယ်အဲ့တော့ဒီမှာကြည်ပါ၃ညာခွန်ပေါင်းတော့ခွန်ခွန်နှစ်ကဟုတ်မကျော်ပတိပါဗျာနော်ဒီမှာဟုတ်မကျော်မှာဆင်းပေးပါတယ်ဗျာနော်ဟုတ်မကျော်ဆင်းပေးပါတယ်ပြက်ပင်မရှိသေးပါဘူး နော်ဟုံးမကျော်အထီကိုလိုက်ဆင်းပေးပါလေဗျအဲ့တော့ဒီမှာတစ်ချက်ကြည့်ပါလေးရဲ့တုံညာရဲ့ပေါင်မယ်လေးကိုပတိကဟုံးမကျော်ပတိပါဗျာနော်အဲ့တော့ဒီမှာကြည့်လိုက်ပါဒီမှာလေးဒီမှာကိုးတွေဒီမှာလေးတွေလေးတွေဟုံးမကျော်မှာဆင်းပေးသွားပါလေဗျာနော်အဲ့တော့ထက်ကြည့်ပါမယ်ဒီမှာ၈နဲ့၉နဲ့ပေါင်းပါမယ်ပေါင်းလိုက်တဲ့ခွန်ခွန်နှစ်ကဟိုမကျော်ပတိပါဆိုတော့ကျွန်တော်တို့ဒီမှာပိတ်ရတရရှိတာတော့မှเนาะဆင်းပြီးသွားပါလေဗျာเนาะအဲ့တော့ဒီမှာကိုးရဲ့၃ညပေါင်းကြည့်ပါကိုးလေးပတိကဟိုမကျော်ဆိုတော့ဒီမှာလေးတွေဆင်းပြီးပါတယ် ိုးတွေဆင်းပေးပါတယ်ဗျာနော်အတော့ကျွန်တော်မျိုးတွေပတိကြိုက်တဲ့မျိုးတွေဝိုင်းချင်းနေနဲ့လုံးပိုင်းနေနဲ့ပြကြိုက်တာနဲ့ကတ်ထိုးလို့ရအောင်ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်ကြိုက်တာရှင်ကတ်ထိုးလို့ရအောင်မပြတ်တဲ့မူလေးတွေပြပေးတာပါဒီတင်းနဲ့တင်းနဲ့ပေါင်းတာနှစ်ပါအဲ့တော့နှစ်ခွန်ကဟူးမကျော်ပတ်သီးပါဗျာအဲ့တော့ဒီမှာဟူးမနတ်မှာ62ဆိုဆင်းပေးသွားပါတယ်ဗျာနော်တလုံးသေးချောင်ဆင်းပေးပါတယ်ကျန်တာပရိမှာခွန်ထပ်ဆင်းပါတယ်ဗျာနော်ကျွန်တော်ဟူးတီပဲယူလိုက်မယ်အဲ့တော့9ရက်2ရက်ပေါင်းမှာခွန်ပါဗျာအဲ့ခွန်နှစ်ကနောက်တဲ့ဟူးမကျော်မှာဆင်းပေးရပါမယ်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာ နောက်ကျသွားတယ်ဗျာနော်ဒီမှာစတာပရိကိုရောက်သွားတယ်ပြတ်တော့မပြတ်ဘူးနောက်ကျသွားတယ်ဗျာနော် sequence ရဲ့အနေထားရအဲ့တော့တစ်ချက်ကြည့်ပြပါ6ရက်3ရက်ပေါင်း9ပါဗျာ9 4ရက်ပတ်သီးကဟိုမကျော်ဆင်းပြရပါမယ်ဆိုတော့ဒီမှာ9ဒီဂါမနာဆင်းပြပါတယ်တောက်ကြတလဲလာညနေမှာ၄ဆင်းပြပါတယ်ဗျာနော်၄ဒီ9ဒီဆင်းပြသွားပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ထပ်ကြည့်ပါမယ်2ရက်6ရက်ပေါင်းနဲ့8နော်၈၃ပတိကားတဲ့ကျွန်တော်တို့ဟူးမကြော်မှာဆင်းပြရမှာဆိုတော့ဂါညနေပါတယ်ဆင်းပြီးသွားပါလေဗျာနော်အဲတော့ကျွန်တော်တို့ထပ်ကြည့်ပါမယ်၈ရက်၁ရက်ပေါင်းနဲ့၉၉လေးပတိကား နော်ဟူးမကျော်မှာဆင်းပြရမယ်ဆိုတော့ကိုးလေးပတ်တိဟူးမကျော်မှာဆင်းမလာဘဲနဲ့ကျွန်တော်တို့ကြတာပရိမနက်ကိုရောက်သွားတယ်ဗျာနော်ဒါကဇီကွက်သဘောတရားရတစ်ခါတလေမှာကြာတက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီမှာဒီပွဲကယူလို့မရဘူးဆိုတော့ထက်ကြုံမယ်ဗျာနော်အဲ့တော့ဒီမှာ9ရက်1ရက်ပေါင်းနဲ့6ပါနော်အဲ့6ကဟူးမကျော်မှာကျွန်တော်တို့6တက်ပတ်တိပါတယ်ဒီမှာ1ဆိုပြီးတော့နော်ဆင်းပြပါတယ်ဗျာဒီမှာဟူးမကျော်ပတ်တိ1ဆိုပြီးဆင်းပြသွားပါတယ်ဗျာအဲ့တော့ဒီမှာ8ရက်6ရက်ပေါင်းနဲ့၄ပါဗျာနော်အဲ့တော့၄၉အားတဲ့အခုမကျော် ပတ်သီးပါဆိုတော့ဒီမှာ၄ရက်စင်းပြီးသွားပါတယ်ဗျာနော်၉ရက်၃ရက်ထဲမှာတော့မှလိုက်စင်းပြီးပါတယ်ဗျာနော်သူကပရက်၂ရက်ရှိတာတော့မှအဲ့တော့ကျွန်တော်တို့၉ရက်၅ရက်ပေါင်းတဲ့၄အဲ့တော့၄၉ပတ်သီးပါတဲ့ခုမှကျွန်တော်စင်းပြီးရပါမယ်ဆိုတော့ဒီမှာကျွန်တော်တို့စင်းပြီးသွားပါတယ်ဗျာနော်၄ပတ်သီးစင်းပြီးပါတယ်ဒီမှာ ေါင်းကြီးကလည်း၄ပါဗျာအဲ့တော့၄ကိုပတိကလည်းနောက်ထပ်ဟူးမကြောင်မှာဆင်းပေးရပါမယ်ဆိုတော့ဒီမှာ၄၄၉၄ဆင်းပေးပါလေဗျာနော်အဲ့တော့ခွန်ရဲ့ရှေ့ရဲ့ပေါင်းတဲ့အလဲပေါင်းလိုက်တဲ့တောက်ကြလဲပေါင်းတဲ့၅တုံညာကတဲ့နောက်ဘက်မှာဟူးမကြောင်ပါဆိုတော့ကျွန်တော်ပေးရတဲ့ရရှိတယ်၃ရက်မြောက်မှာလာဆင်းပေးတယ်ဗျာနော်ဒီမှာ၂ရက်တွင်းမှာ၅တုံညာတွေဆင်းပေးပါလေဗျာနော်အဲ့တော့ဒီမှာ၁ရက်၄ရက်ပေါင်းတဲ့၅တုံညာပါ၂ရက်တွင်းမှာ၃ရက်တွင်းမှာဆင်းပေးရမယ်ဆိုတော့ဒီပွဲမှာ၅တုံညာအရေးပျောက်သွားတယ်ဗျာနော် အဲ့တော့ဒီလိုပွဲကိုကျွန်တော်တို့ဖောင်းပွဲယူပါမယ်ဗျာနော်ဖောင်းပွဲယူပါမယ်9ရဲ့9ရဲ့ပေါင်းနဲ့6ပါဗျာ6တက်ကနှစ်ရက်တည်းမှာနော်ဟူးမှုကြောင့်မှဆင်းပြရမှာဆိုတော့ကျွန်တော်တို့ဒီမှာ6ဒီတက်ဒီဟူးမှုကြောင့်မှဆင်းပြသွားပါလိမ့်ဗျာနော်ဒီပွဲမှာနည်းနည်းရက်နောက်ကြတာစောတာလေးပဲကွာပဲဗျာနော်အဲ့တော့ဒီမှာဖောင်းပွဲလေးတပွဲရှိမယ်ဆက်ကြည့်မယ်ဗျာနော်အဲ့တော့8ရဲ့6ရဲ့ပေါင်းနဲ့4 9ပါ4 9ပတ်တီးရတဲ့ဟူးမှုကြောင့်မှဆင်းပြရပါမယ်ဆိုတော့ဒီမှာကျွန်တော်တို့9တွေဆင်းပြပါတယ် လေးတွေဆင်းပြီးပါတယ်ဗျာเนาะအဲ့တော့ဒီမှာ6ရဲ့8ရဲ့ပေါင်းတော့4 9ပါ4ပါ4 9ပတ်တီရတဲ့เนาะဒီနှုတ်မကျော်ဆင်းရမယ်ဆိုတော့ကျွန်တော်တို့ပိတ်ရရှိတော့3ရက်တည်းမှာဒီမှာလာဆင်းပြီးသွားတယ်ဗျာเนาะဆင်းပြီးသွားတယ်အဲ့တော့ကျွန်တော်ဒီမှာကြည်ပါမယ်เนาะအလဲပေါင်းရင်3ရဲ့3ရဲ့ပေါင်းတော့3ပါဗျာเนาะအဲ့တော့38ပတ်တီကကျွန်တော်တို့ ၃ရှစ်ပတ်တိကကျွန်တော်တို့ဟူးမကျော်မှာဆင်းပေးဖို့ရှိပါတယ်ဗျာနော်ဒီမှာဟူးမကျော်လေးပါဗျာနော်အဲ့တော့ကျွန်တော်မနေ့ကပိတ်ရက်မှာလည်းပြခဲ့တဲ့ပြခဲ့တဲ့၆တက်ပတ်တိလေးကလည်းနော်ကျွန်တော်တို့ဒီနေ့မှာ၆တက်ပတ်တိနေကုန်ဖန်သွားပါတယ်ဗျာမူဖော်မြူလာဆိုတာကအဲ့လိုအနောက်ကျတာလေးစောတာလေးတော့တစ်ချက်ရှိတယ်ဗျာနော်အဲ့တော့ကြိုက်တဲ့အမျိုးတွေလုံးပိုင်းနေနဲ့ဝမ်းချိန်နေနဲ့ကတ်ထိုးလို့ရအောင်လို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဟူးမကျော်မှာ၄ခု ပတိရှိပါတယ်ဟုတ်38ပတိရှိပါတယ်ဗျာနော်အလဲပေါင်းရင်3 3ဆိုတော့38ပတိရှိပါတယ်ဗျာနော်နှစ်ရက်တွဲမှာနောက်ထပ်အဲ့တော့ဒီမှာနော်အဖွင့်လေးမှာကျွန်တော်တို့တချောက်နော်တချောက်ယူတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးတိတ်ချကြည့်ပေးပါဗျာနော်အဲ့တော့မျိုးတို့အတွက်စေတနာထားပြပေးလိုက်ပါတယ်ဗျာ